့ရဲ့ Avo Story Magazine ကနေပြန်လည်ကြိုဆိုပါတယ်ဒီတစ်ခါပြပြပေးမယ့်ပုံစံလေးကတော့ဘလူးကြီးနဲ့ကြွက်ငလေလေးတဲ့ကြွက်လေးတကောင်တောနဲ့ကြီးတဲ့ကိုရောက်လာတယ်မိခွေးကကြွက်ကိုလှမ်းတွေ့လိုက်တယ်ကြွက်ကလေးကြီးကစားကောင်းမဲပုံပဲဘယ်ကိုသွားမလဲမောင်ကြွက်ကလေးရေကြွက်ကူထဲမှာနေလေစားသုံးဆောင်ပါအောင်လေ ဖိတ်ခေါ်ပေးလို့ကျေးဇူးပါဒါပေမဲ့ဗျာဘလူးကြီးနဲ့နေလဲစာစားဖို့ချိန်ထားမိလို့ပါဘာဘလူးကြီးဟုတ်စဘလူးကြီးဆိုတာဘလူးလဲกว่าဘလူးကြီးကိုတောင်မတည်ဘူးလားဗျာကျောက်စီရအစွဲကြီးတွေကျောက်စီရလက်သေးကြီးတွေကျောက်စီရမေယိုးကြီးနဲ့ဘလူးကြီးပေါ့ကဲပြောပါအောင်သူနဲ့ဘမှာတွေ့မှာတော့ ဒီမှလေဒီကြောက်တုံးတွေမှာသူတိတ်ကြက်တဲ့မြေခွေးသားခင်စားရင်နဲ့ပေါ့ဗျာမြေခွေးသားခင်ဟုတ်လားတွားလိုက်အောင်မဲ့ကြွက်ကလေးရေမြေခွေးကနှုတ်ဆက်ရင်သူ့ရဲ့မြေအောင်ကူတွေကိုလက်တနဲ့ဝင်ပြေးသွားပါတော့တယ်မြေခွေးအုံငတုံးငါ့ကိုများစားခြင်းလေဘလူးရှိတယ်ဆိုတာကိုလားယုံနေသေးတယ် ကြက်လေးကတောနဲ့ထဲကိုဆက်ပြီးတော့သွားတယ်။စီးကွက်ကြီးကကြက်ကလေးကိုလှမ်းတွေ့လိုက်တယ်။ကြက်ကလေးကြည့်ရတာစားကောင်းမဲပုံပဲ။ဘယ်ကိုသွားမလဲမောင်ကြက်ကလေးရဲ့။ကျုပ်တစ်ခေါင်းထဲမှာနေလဲစားသုံးဆောင်ပါအောင်လေ။ဖိတ်ခေါ်ပေးလို့ကျေးဇူးပါဒါပေမဲ့ဗျာ။ ဘလူးကြီးနဲ့လက်ဖက်ရည်တော့ချိန်ထားမိလို့ပါဘာဘလူးကြီးဟုတ်စားဘလူးကြီးဆိုတာဘလူးလဲกว่าဘလူးကြီးကိုတော့မသိဘူးလားဗျတုတ်ခိုင်တဲ့ခြေထောက်ကြီးတွေကားထွက်နေတဲ့ခြေချောင်းကြီးတွေနှောင်းမှာအစိုက်ရှိတဲ့ကျွတ်နိုကြီးနဲ့ဘလူးကြီးပေါ့ကဲပြောပါဦးသူနဲ့ဘာမှတွေ့မှာတော့ ဒီမာလေးဒီဆန်းချောင်းပေးမှာသူတိတ်ကြိုက်တယ်ဇီးခွဲရေခဲမုံအချိုတဲရင်နဲ့ပေါ့ဗျာဇီးခွဲရေခဲမုံဟုတ်လားတွားလိုက်အောင်မဲချောကလေးဟာဇီးခွဲအုံငတုံငါ့ကိုများစားကျင်သေးတယ်ဘလူးရှိရဲဆိုတာလာယုံနေသေးတယ်ချောကလေးဟာဇီးခွဲကြီးကိုလှောင်ရည်ပြီးကြံနေတယ် ွက်ကလေးကတောနဲ့ထဲကိုဆက်သွားတယ်။မွေကြီးတစ်ကောင်ကကျော်ကလေးကိုလှမ်းတွေ့လိုက်တယ်။ကျော်ကလေးကြီးကစားကောင်းမဲ့ပုံမဲ။ဘယ်လိုသွားမလဲမောင် ကျော်ကလေး။ကျုပ်တဲ့လုံးအိမ်ထဲမှာအပန်းဖြေသွားပါအောင်လေ။ဖိတ်ခေါ်သေးလို့ကျေးဇူးပါ။ဒါပေမဲ့ဗျာဘလူးကြီးနဲ့အပန်းဖြေဖို့ချိန်ထားမိလို့ပါ။ဘာဘလူးကြီးဟုတ်စဘလူးကြီးဆိုတာ ဘလို့လဲကွာဘလူးကြီးတို့မတီးဘူးလားဗျာလိန်မော်ရောင်မျိုးလုံးကြီးအမဲရောင်ရှာအရှိကျောင်းမှာခရမ်းရောင်စူးကြီးတွေရှိဘလူးကြီးပေါ့ကဲပြောပါဦးသူနဲ့ဗမာတွေ့မှာတော့ဒီမှာလေဒီကန်သားမှာသူတိတ်ကြိုက်တဲ့မွေသားမွေကြော်မြင်းနဲ့ပေါ့ဗျာမွေသားမွေကြော် ဟုတ်လားသွားလိုက်ဦးမယ်ကြွကလေးရေမွေရလို့ပြောပြီးထွက်သွားပါတော့တယ်မွေအိုငတုံငေါ့များစားကျင်သေးတယ်ဘလူးရှိရာများလာယုံနေသေးကြွကလေးကလောင်ယူမလို့ရှိသေးတယ်ကြွကလေးတွေ့လိုက်ရတာလေကျောင်းစီကအဆွဲကြီးတွေကျောင်းစီကလက်သေးကြီးကျောင်းစီကမေယိုးကြီးတုတ်ခိုင်နေခြေထောက်ကြီးတွေ ကားထွက်နေတဲ့ခြေချောင်းကြီးတွေနှာခေါင်းမှာအဆိပ်ရှိတဲ့ကြွက်နိုးင်းနဲ့လိမ်မော်ရောင်မျက်လုံးကြီးတွေအမဲရောင်ရှားရှိင်းနဲ့ကြောမှာခရမ်းရောင်စူးကြီးတွေရှိနေတဲ့ဘလူးကြီးဖြစ်နေပါလားကြွက်ကြီးရင်းနဲ့သွားတာပေါ့ဘလူးကြီးကပြောတယ်ငါကြိုက်တဲ့အစားစားပါလားပေါင်မုံလေးနဲ့စားလိုက်လို့ရတော့ ရတာရှိမဲ့ပုံပဲကွာဥမိုင်းရတာရှိမဲ့ပုံဟုတ်လားကြက်ကလေးကဒေါသနဲ့အဲ့လိုပြန်မေးလိုက်တယ်ငါ့ကိုအရတာရှိမဲ့လို့မပြောနဲ့ငါကဒီတော့ထဲမှာကြောက်စရာအကောင်းဆုံးတရိတ်ဆန်တယ်ဘလူးမင်းမယုံရင်ငါနောက်ကလိုက်ခဲ့အလုံးကငါ့ကိုကြောက်နေရတယ်ဆိုတာမင်းကိုယ်တိုင်မြင်လိုက်မယ် မင်းကိုအလုံးအကြောက်နေရတယ်ဟုတ်လားဘလူးရမယုံပါဘူးဘလူးရရီမောပြီးတော့ကျွန်လေးပြောတဲ့အတိုင်းနားထောင်လိုက်တယ်ဒါဆိုမင်းရှိရသွားငါနောက်ကလိုက်ခဲ့ပဲကျွတ်ကလေးနဲ့ဘလူးရတို့အတူတော်တယ်သွားရန်နေဘလူးရပြောလိုက်တယ်နေအောင်ငါတည့်ရတဲ့ဘောမှာတခုခုဖြတ်တန်ချားလိုက်တယ် ျော်ကလေးပြန်ပြောရင်အဲ့ဒါမွေကြီးလေကြည့်ငါခေါ်ပြမယ်ဟေးကုံမွေရေကုံမွေကျော်ကအဲ့လိုလှမ်းခေါ်လိုက်တယ်မွေကဘလူးကြီးကိုမြင်လိုက်တာနဲ့အာဒုက္ခပဲအဲ့လိုချီယူပြီးတော့သွားပြီကျော်ကလေးရေလို့ပြောပြီးသူ့ရဲ့တလုံးနဲ့ဝင်ပြေးသွားတယ်ကျော်ကလေးကဘလူးကြီးကိုလှဲ့ပြီးတော့တွေ့လားငါမပြောဘူးလား ငွေကြီးထွက်ပြေးသွားတာကိုခေါင်းကုပ်စဉ်းစားပြီးတော့အေးထူးဆန်းတာဟာငွေကမင်းကိုဘာလို့ကြောက်တာတော့သူတို့တော်တယ်ဆက်လျှောက်လာရင်နေဘလူးကြီးကပြောလိုက်တယ်နေဟုံငါတစ်ပင်ပေါ်မှာအတန်တခုကြားလိုက်တယ်ကြောက်ကြေးပြန်ပြောရင်အာစီးကွက်လေးကွာကြည့်ငါခေါ်ပြမယ်ဟေးကိုစီးကွက်ကိုစီးကွက်စီးကွက်ကြီးဟာ ဘလူကြီးကိုလှမ်းမြင်လိုက်တာနဲ့အိုးဖះကြီးလို့ရေရွပြီးတော့သွားပြီးကြွက်ကလေးလို့ပြောရင်သူ့ရဲ့တက်ခေါင်းနဲ့ဝင်ပြေးသွားတယ်တွေ့လားငါမပြောဘူးလားလို့ကြွက်ကလေးကဘလူကြီးကိုလှက်ပြောလိုက်တယ်ဘလူကြီးကလည်းကြွက်ကိုကြောက်ပြီးဝင်ပြေးသွားတဲ့ကြီးကွက်ကိုချီပြီးတော့ခေါင်းကုန်မယုံနိုင်စရာပဲကွာလို့ပြောလိုက်သူတို့တော်တဲ့ဆက်လျှောက်လာရင်လည်းဘလူကြီးကပြောလိုက်တယ်နေအောင် ငါတကောင်အောင်ဖျက်သွားတန်ကြားတယ်ကြွက်ကလေးကပြန်ပြောတယ်အဲ့ဒါညီကွေးလေးတဲ့ကြည်ငါခေါ်ပြမယ်အေးကိုမြင်ကွေးရေကိုမြင်ကွေးညီကွေးဟာဘလူးရို့လှမ်းတွေ့လိုက်တာနဲ့အမလီကဲကြပါအောင်လို့ရေရွပြီးသွားပြီးကြွက်ကလေးလေးလို့ပြောရင်သူ့ရဲ့မြေအောင်ကူထဲဝင်ပြေးသွားတယ် ွေ့လားငါမပြောဘူးလားအားလုံးကငါ့ကိုကြောက်နေရတာလေကြောက်ကလေးကဘလူးယူအဲ့လိုလက်ပြောလိုက်တယ်ဒါပေမဲ့ကုငါဘိုက်စာလာပြီငါအကြိုက်ဆုံးအစားစာကဘလူးသားဒုတ်ထိုးကွာကြောက်ကအဲ့လိုလဲပြောလဲပြောလိုက်ကောဘလူးယူကလန့်သွားတာပေါ့မွေရလည်းကြောက်ပြီးပြေးမြေခွေးရလည်းကြောက်ပြီးပြေးဈီးကွားကလည်းကြောက်ပြီးပြေးတဲ့ကြွက်ကလေးကစားချင်နေတာဘလူးသားတုတ်ထိုးရဲ့လေဘာဘလူးသားတုတ်ထိုး ဟုတ်လားဘလူးကြီးကအဲ့လိုမေးလိုက်ပြီးတော့ဘာမှတော့စက်မပြောတော့ပဲကြွက်ကလေးနဲ့ဝေးရစီကိုခတ်တုတ်တုတ်ထွက်သွားပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲเนาะစာရေးသူရှင်ကနဲ့စာရေးသူတန်လွင်မြင့်တို့ရဲ့ပုံမြင်ကောင်းလေးတွေကိုအခုလိုဗီဒီယိုမျိုးတွေနဲ့နားဆင်ခြင်းနဲ့ရှုစားခြင်းနဲ့ဆိုလို့ရှိရင်တော့ရွှေငါတို့ရဲ့ Avocado Story Magazine YouTube ကို Subscribe လုပ်ထားပေးပါအောင်။ပုံမြင်သစ်တွေနဲ့ဒူပြန်လာခဲ့ပါမယ်။